စနလပိုင်းတလားစာကံကြမ္မာများကိုဗုဒ္ဓဘူးသားသမီးယာဟုသားသမီးများအတွက်အစအဆုံးအသေးစိတ်ကလေးဟောပြောပေးမှာဖြစ်ပါတယ်။ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုဗုဒ္ဓဘူးသားသမီးများယာဟုသားသမီးများကြည့်ရှုနေတယ်ဆိုရင်တော့အစအဆုံးလေးကြည့်ပေးပါရှင့်။ဒီစနလပိုင်းမှာဗုဒ္ဓဘူးယာဟုသားသမီးများကအချီးเนาะအချီးနဲ့ပတ်သက်လို့ကံအားအရန်နေတဲ့ဘက်မှာရှိနေပါတယ်။စိတ်တူမရှိသေးတဲ့เนาะသူတွေဆိုလို့ရှိရင်တော့အချီးကိုစိတ်ဝင်စားတာပို့ပြီးတော့ကောင်းပါလေ းချစ်ကိုမယုံပါသေးနဲ့အောင်အဲ့တော့ဒီကံလေးကဘလို့ကံလေးလဲဆိုရင်လိမ့်လေလှဲစားခြင်းတွေခံရတတ်ပါတယ်จิตူရှိနေတယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့จิตူကိုယ်အဆက်တွေပြတ်သွားတာအစိမ့်လိုက်ကြီးဖျက်ချခဲ့တာအဆက်တွေမလုံတော့တာเนาะကိုယ့်ထက်အတိတ်တယောက်တွေ့လို့ကိုယ့်ကိုဘလော့သွားတာเนาะအဲ့တော့ဘလို့ပဲဖြစ်ဖြစ်တန်ရောစဉ်မေတ္တာဒီပေါ်မှာ7လပိုင်းမှာစိတ်မှန်မှုမရှိပါဘူး အဲ့တော့ဒီကာလာလေးကိုတော့အထုကယူဆက်ရမယ်အိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့ခကြီးထွက်နေတယ်ဆက်တွယ်ပြတ်တောက်နေတယ်ဆိုရင်တော့ဒီချိန်ဒီကာလာမှာဆက်တွယ်ပြီးပြန်ရမယ်ရဝေးရောက်နေတဲ့သူကိုအနီနာကိုပြန်ရောက်လာမယ်အိမ်အောင်ရင်းကံကောင်းပါတယ်အိမ်အောင်နှစ်ယောက်အတူတူတောင်းတန်းဒေတာတွေခကြီးထွက်ရတာမျိုးတွေဖြစ်တတ်ပါတယ်အချင်းကြီးလေးကတော့ကံကောင်းပါတယ်သားသမီးရေသနာတွေဝင်လာတတ်ပါတယ်ဆွေမျိုးမိဘထံနေအလဲသွားတာမျိုးတွေအလဲပက်သွားတာမျိုးတွေ မတွေ့ကြုံဘူးတဲ့เนาะအရာတာမျိုးတွေမတွေ့ကြုံဘူးတဲ့အိမ်တော်ရေးမှာပျော်ရွှင်မှုတွေဒီ၁၂လပိုင်းမှာကြုံရမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဘုရားမိယာဥဒါသမယာဒီ၁၂လပိုင်းမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့လုပ်ငန်းတက်တေစတင်အကောင့်ထဲပုံမှန်ဆိုရင်အကောင့်ဆုံးလတလဖြစ်တယ်လို့လို့စိုင်းတိဖွင့်တာမျိုးတွေစက်တူလုပ်ငန်းမျိုးတွေလောက်ကန်ဆောင်ရွက်မယ်ဆိုရင်လည်းအောင်မြင်ပါတယ်ဒီကာလာလေးကတော့ကိုယ့်ရဲ့ကြရှုံးမှုတွေ ပြန်ပြီးတော့မှရှင်သန်ထမြောက်လာတဲ့ကံပေါ်မှာရှိနေပါတယ်အဲ့တော့ဒီဆက်မလာပိုင်းမှာအကောင်းဆုံးရက်ကလေးတွေကိုပါကိုကအသုံးချမယ်စောင့်ရွက်မယ်ဆိုလို့ရှိရင်တော့ကို့အတွက်ဖြစ်လာပါလိမ့်မယ်အကျိုးရှိတဲ့ဆက်မလာဖြစ်လာပါလိမ့်မယ်ဒါကြောင့်ဒီဆက်မလာပိုင်းမှာတရက်နေ့ကောင်းတယ်6ရက်နေ့ကောင်းတယ်9ရက်နေ့ ရက်ကောင်းတယ်နှစ်ခတ်ကောင်းတယ်17ရက်12ရက်13ရက်နှစ်ခတ်ကောင်းတယ်ရက်ကောင်းတယ်21ရက်နေ့မှာလည်းရက်ကောင်းတယ်လို့12လပိုင်း30ရက်နဲ့31ရက်ကတော့နှစ်ခတ်အားကောင်းဆုံးရက်တွေဖြစ်ပါတယ်ဒီလိုရက်မျိုးမိမိတို့အနေနဲ့မှတ်သားပြီးတော့မှကိုယ့်ရဲ့အလုပ်ကံကြီးစတင်အကောင့်ထဲပေါ်မဲ့အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်မယ်ဆိုရင်လည်းပို့ပြီးတော့အောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဘုရားသမီးညာ ခုနပြောတဲ့ရက်လေးတွေမှာကိုယ်ရဲ့လှုပ်ရှားရှိတာလေးတွေစတင်ကောင်းတဲ့ပုံမယ်ဆိုရင်ပို့ပြီးတော့အောင်မြင်မှုတွေရရှိမှာ ဖြစ်ပါတယ်ဒီကာလလေးမှာဒီလပိုင်းမှာဗုဒ္ဓဘုရားသမီးယာဥဒ္ဒမယာအလုံငန်းနဲ့ပတ်သက်တာတွေအလုံအကန်နဲ့ပတ်သက်တာတွေလူမှုရေးကိစ္စတွေနဲ့ပတ်သက်တာတွေကတော့ကံကောင်းနေတတ်ပါတယ်ဝင်လာမဲ့ငွေကြေးတွေလည်းဝင်လာဝင်လာတတ်ပါတယ်ဆုံးရှုံးလာတဲ့ငွေကြေးတွေလည်းပြန်လည်ပြီးတော့ဝင်လာတတ်ပါတယ်လုံးဝမမျှော်လင့်ထားပဲနဲ့ကိုယ့်ရဲ့လုပ်ငန်းတွေကအကျိုးကျေးဇူးတွေအများကြီးပဲရရှိမှာဖြစ်ပါတယ်အကျိုးမြတ်များတဲ့ရရှိ ှိမှဖြစ်ပါတယ်။လုပ်ငန်းတိုးချဲ့တာမျိုးတွေလည်းဖြစ်ပေါ်လာတတ်ပါတယ်။အဲ့တော့စိတ်မျိုးသားချင်းကြီးကြတဲ့ကတော့နေတိုင်းမကောင်းတာတွေ၊နာရီသတင်းတွေကြားရတတ်ပါတယ်။ကိုကိုယ်တိုင်မသွားပါသေးနဲ့။ကိုယ့်ရဲ့ကံလေးကကောင်းတဲ့ထဲမှာမှပို့ပြီးတော့ညံသွားတတ်ပါတယ်။ကားရှိရင်တော့ဒီချိန်ဒီကာလမှာတတိထားပါ။သူများကကိုယ်နာပြီးတော့ပုတ်တိုက်သွားတာ၊ချိတ်မိသွားတာမျိုးတွေနည်းနည်းလေးပြဿနာတွေတော့ပေါ်ပေါက်တတ်ပါတယ်။အဲ့တော့ ဒီကာလာလေးမှာအိုးပိုင်အိမ်ပိုင်မရှိသေးတဲ့ပုံတပူရာဥသားများတို့တေချာပေါအိုးပိုင်အိမ်ပိုင်ဝယ်ယူရတတ်ပါတယ်ပိုင်ဆိုင်ရတတ်ပါတယ်အိမ်ပြောင်းနေရပြောင်းနေလည်းအရန်ကောင်းတယ်ကိုယ့်ရဲ့မျက်နှာမှာထိကြိုက်ဒဏ်ရာလေးတွေရရှိတတ်ပါတယ်နည်းနည်းဂယူဆက်ရမယ်เนาะအဲ့တော့ဘာပဲဖြစ်ဖြစ်ဒီကာလာလေးမှာမိမိတို့အနေနဲ့ဘုဒ္ဓဘုရားသမီးယာဥသားသမီးများကျွေးပန်းများတစ်ချက်ပေါ်မှာငပြောသည်ဖီးကြံငပြောသည်ပျော်ပျော်ခုနှစ်လုံးတင်ပါတင်ပြီးွားလို့ရှိရင်မိမိတို့အရှင်းရောက်တောင်ရက်ကိုမျက်နာမူပြီးတော့ ကိုလိုရာဆူတောင်းဆုံးကပ်ပေးပါကိုယ့်ရဲ့မွေးနေ့လေးမှာဆုံးကပ်ပါကိုလိုရာကိုဆူတောင်းပါဆူတောင်းပေးပါတယ်ဒီကာလာလေးမှာတော့ဒီရေနေရာလေးကိုတပတ်ကိုတစ်ချင်ပြုလုပ်ပေးပါအုံးရွာ၅ညောခန်းကောင်က၂ညောမေမျိုးပန်း၅ပွင့်ကိုလည်းဖန်ခွက်လေးနဲ့တိတန်လေးထိုးပြီးတော့မြတ်စွာဘုရားရှင်ကိုလှူဒန်းပေးမှဆိုရင်လေကိုယ့်ရဲ့ကံလေးတွေကမြင့်သွားမှာဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓဘုရားမြညာဥဒ္ဒမများဒီကာလာမှာတော့ကိုယ့်ရဲ့ကောင်းတဲ့ကံကိုထိန်းသိမ်းရမှာဖြစ်တဲ့အတွက်ဘာသာရေးကို မကြမကြလောက်ပြီးမယ်တပတ်တစ်ခါတက်တက်လွန်စားမယ်အဲဒုံလပတ်ယဟန်ဝိတ္တာမျိုးတွေလည်းဝိညာတက်ပါတယ် အဲကြောင့်မလို့ပုဒ်တော်ဘုရားရေရာဥသားသမီးလားနိုင်ငံရဲ့ကြားခရီးလူလည်းတွားရတက်ပါတယ်နိုင်ငံရဲ့ကြားနဲ့ပတ်သက်တာတွေအဆက်တဲကောင်းကြီးဝင်လာတက်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီချိန်ဒီကာလမှာလူပညာသမားဆိုလို့ရှိလို့ရှိရင်တော့ဒီကာလလေးမှာနည်းနည်းလေးတော့ဂယုစားရမယ်ကိုယ့်ရဲ့နာမည်ကုန်တင်နေထိခိုက်တက်ပါတယ်။အဲ့တော့ဘာပဲဖြစ်ဖြစ်လူပညာလုပ်ငန်းတွေကတော့အောင်မြင်နေပါလိမ့်မယ်။ကိုကိုတိုင်းတတိထားပြီးတော့ဒါဆောင်ရွက်ပါအများအောင်မြင်မှုလေရရှိတက်ပါတယ်။ ဟုတ်ကဲ့ဘုရားသခင်ရာဟုသားသမီးများတနလာပိုင်းမှာစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေစိတ်တော်တိုင်းကိုပါလိုရာဆန္ဒတွေပြည့်ဝနိုင်ကြပါစေ